ဝဲကန်ဘတ်အားလုံးပဲမင်္ဂလာပါ Harry Creation ကနေပြီးတော့ပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ Orient တယောက်မိမက်သားတွေ Dota Wish လေးချောင်းကိုနည်းငယ်ပြောပြတော့မှာဖြစ်ပါတယ် Dota Wish ဆိုတာကတော့မြန်မာနိုင်ငံလူတွေနဲ့မဆိုင်မနဲ့လမ်းပေါ်မှာမျက်မြင်တွေ့နေရကားမျိုးစားမျိုးပဲဖြစ်တယ်ခုနှစ်ယောက်စီကားမျိုးစားဖြစ်ပြီးတော့2003နှစ်လောက်မှာစတင်ထုတ်လုပ်ခဲ့တယ်ပထမဆုံးထုတ်လုပ်ခဲ့တဲ့သူကတော့ Mr. Takashi ယိုရှိဒါဆိုတဲ့လူပဲဖြစ်တယ်။နောက်3ခုနှစ်ကနေနောက်9ခုနှစ်တွင်မှာဂျပန်နိုင်ငံရဲ့အယောင်ရဆုံးကားစီးကွက်မှာ top 1 to 5ဝင်ခဲ့တဲ့ကားမျိုးစားပဲဖြစ်တယ်။ generation အနေနဲ့လည်းသူက first generation နဲ့ second generation ဆိုပြီးတော့နှစ်မျိုးရှိတယ်။ generation ကတော့2003ကနေပြီးတော့2008တွင် ဖြစ်ပြီးတော့ second generation ကတော့2009ကနေပြီးတော့ယခုကာလအထိဖြစ်တယ်။အဲ2019 ခုနှစ်ကြီးထုတ်လုပ်ခဲ့ပြီးတော့နောက်ခုနှစ်နောက်ပိုင်းမှာတော့ Dota Wish ထုတ်လုပ်မှုကိုရဆိုင်ထားတယ်။ Engine Power အနေနဲ့လည်း1.8နဲ့2.0ဆိုပြီးတော့နှစ်မျိုးရှိတယ်။1.8မှာတော့ First Generation မှာသူက1.8ကို 1ZZ FE Engine ကိုအသုံးပြုထားတယ်။ပြီးတော့2.0မှာကျတော့သူက 1EZ FSE Engine ကိုအသုံးပြုပြီးတော့ထုတ်လုပ်ထားတယ်။ Second Generation မှာပြောရမယ်ဆိုရင်1.8ကို သူ့စက်အား FA အင်ဂျင်နဲ့ထုတ်လုပ်ပြီးတော့2.2တို့ကြတော့3စက်အား FA အင်ဂျင်နဲ့ထုတ်လုပ်ထားတာပဲဖြစ်တဲ့4 2ဝီနှစ်မျိုးရှိပြီးတော့2ရတော့စက်အန်တန်းဂျီနဲ့လာပြီးတော့4ရတော့စက်အန်ဒီ40ဂျီနဲ့လာတယ် grade အနေနဲ့ဆိုရင်တော့သူက1.8မှာ h h package xs package နဲ့ h aero sport ဆိုပြီးတော့၄မျိုးရှိတယ် 2.0ပုံမှာကျတော့ G grade နဲ့ Z grade ဆိုပြီးတော့နှစ်မျိုးပြင် Neo addition ကိုလည်းတွေ့ရတယ်ဒီဗီဒီယိုလေးကလူချင်းမင်းအတွက်ကြိုးချင်မယ်ဆိုရင်တော့ကျွန်တော် channel လေးကို subscribe လုပ်ပေးပါကျွန်တော်တော့ဟဲဒီပါနောက်တဲ့ဗီဒီယိုများမှာပြန်လည်ဆောင်ရွက်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်